တော်တို့ကိုပိုင်တရှင်းမထရိုက်တာတနေ့ဝင်းကျင်လောက်ရှိပြီပေါ့နော်အခုကျွန်တော်တို့ဒီအပြစ်သားဆိုတဲ့တရှင်းလေးနဲ့ကျွန်တော်ကိုပိုင်တရှင်းအနေနဲ့ကျွန်တော်ခမ်းဘက်ပေါ့နော်ပြန်ပြန်လဲပြိသက်စီကိုရောက်ရှိလာပြီပေါ့နော်အဲ့တော့ဒီမန်တိုင်းပြောရမယ်ဆိုရင်တော့ကျွန်တော်ပြိသက်တွေကိုတော့ကျွန်တော်အကောင်ဆုံးပြီးကျင်တယ်ကျွန်တော်လည်းအဲ့လို ျွန်တော်တို့လုံနိုင်တာထက်ကျွန်တော်တို့အဲ့လိုတက်ဆွမ်းနိုင်တာထက်ကိုကျွန်တော်တို့အဲ့လိုပို့ပြီးတော့လုပ်ခဲ့တဲ့အရာတွေပေါ့နော်ဒါပေမဲ့အဲ့လိုပြိသက်ပြိသက်တွေစီကအဲ့လိုဒီလောက်ငိုလိမ့်မယ်လို့အထီတော်ကျွန်တော်တို့အဲ့လိုမမှန်ရဲဘူးမမှန်ရဲဘူးကျွန်တော်တို့ညှော်လင့်နေသို့တော့အရင်ကြီးတော့အိမ်မက်မမှန်ရဲဘူးဒါပေမဲ့ကျွန်တော်ခဏမှပြောလို့ပဲကျွန်တော်ကြည်နေတယ်ကျွန်တော်ကြည်နေတယ်ကျွန်တော်နည်းနည်းငိုချင်လာငိုချင်လာရဲ့ကျွန်တော်အရှိတ်ထွက်လိုက်တယ်ကျွန်တော်ပြိသက်တွေကိုကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ပြိသက်တွေကငိုနေတော့ ပုံမှန်ဆိုရင်ကျွန်တော်ပွဲအများကြီးလဲဆိုဆိုဘူးပါတယ်ကျွန်တော်စင်ပေါ်မှာဆိုတဲ့စကားပြောတတ်တယ်ဒါပေမဲ့ကျွန်တော်မပြောတတ်တော့အဲ့မှာကျွန်တော်ဘာပြောမှန်းလဲမသိတော့လက်တွေလည်းတုံနေရပေါ့နော်ကျွန်တော်အဲ့လောက်ထိကိုအဲပရိသတ်တွေစီက feedback ရတော့တကယ်ကိုကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကတော့ Gamma Swift ဖြစ်ပါခင်ဗျာကျွန်တော်နာမည်ဆက်လို့ခေါ်ပါရယ် Gamma Swift ဖြစ်ပါပါ ကျွန်တော်ကတော့ Gamesh ရဲ့ leader K ပါခင်ဗျာကျွန်တော်ကတော့ Gamesh man မှာ run ဖြစ်ပါခင်ဗျာကျွန်တော်ကတော့ Gamesh ရဲ့ leader ဖြစ်ပါခင်ဗျာကျွန်တော်တို့ကိုပိုင်တရှင်မထရိုက်တာတနေ့ဝင်းကျင်လောက်ရှိပြီပေါ့နော်အခုကျွန်တော်တို့ဒီအပြစ်သားဆွဲတရှင်လေးနဲ့ကျွန်တော်ကိုပိုင်တရှင်အနေနဲ့ကျွန်တော် comeback ပေါ့နော်ပြန်ပြန်လဲပရိသတ်စီကိုရောက်ရှိလာပြီပေါ့နော်အဲ့တော့ဒီ music video ကဒီနေ့ည9:00နာရီထွက်ရှိမယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ဒီ music video ရဲ့မှာအများကြီးကြိုးစားထားတဲ့အာတချင်းအရာရောတရုပ်ဆောင်ပိုင်းတွေအရာရောကျန်တဲ့အဖက်ဖက်ကကျွန်တော်တို့ team ကရော အဲဒါရိုက်တာ DP အကုန်လုံးတယောက်ချင်းစီအစာစူးစမ်းထားတဲ့ music video ဆိုတော့ပရိသတ်တွေအားလုံးပဲအဲကြည့်ရှုပါကျွန်တော်နာမည် music video လေးတစ်ပုဒ်ဖြစ်ပါတယ်အဲအားကြောင့်မလို့ခလိုင်းအပိတ်ပါအောင်ခင်ဗျာလည်းပြောရလို့ပြိုင်နေတဲ့ရန်လေးဝန်လေးရောက်ရဲ့လို့ကြည့်ပြီးတော့ပါတယ်အဲကဲတယ်ရဘူးလို့ ကောင်းဆုံး reset ထွက်လာတဲ့အတွက်လည်းချိန်နေပါတယ်ကျွန်တော်အမ် music video အကျန်းလေးတော့အဲကြည့်ခဲ့တယ်ပေါ့နော်ဒီဒီ screen နဲ့ party မရောက်ခင်ကအကျန်းကြည့်ဘူးရယ်ပေါ့နော်ဒါပေမဲ့အခုဒီမှာကြည့်ရတော့အဲ့လိုကျွန်တော်ကြည့်ပြီးသားပဲကျွန်တော်စင်းနေလဲကျွန်တော်မြင်ပြီးသားပဲဒါပေမဲ့ဒီမှာကြည့်ရတော့ကျွန်တော်တကယ်ငိုချင်လာတယ်ဘာလို့လဲမသိဘူးဘာလို့လဲတော့မသိဘူးပေါ့နော်အဲ့လိုတခုခု တခုခုဆိုရယ် feeling ရရပေါ့နော် music video ထဲမှာဟုတ်ကဲ့ music video ကတကယ်တမ်းဆိုရင်ကျွန်တော်အာတရုပ်ဆောင်တဲ့အချိန်မှာရော recording လုပ်တဲ့အချိန်မှာဟောကျွန်တော်၄ယောက်လည်းတကယ်တမ်းဆိုလို့ရှိရင်ဒါလူသားပဲလीနော်ဆိုတော့ယောက်ချင်းစီမှာလည်း story တခုရှိပါလိမ့်မယ်အဲတော့အဲ့ story တွေကပြန်ပြီးတော့ဒီတခြင်းလုပ်တဲ့အချိန်မှာရော music video ပြန်ရတဲ့အချိန်မှာရောပြန်ပေါ်လာတယ်ပြန်ပေါ်လာတဲ့အချိန်မှာလည်းဘယ်လိုပြောမလဲလိုရတဲ့ပို့ပြီးတော့ကျွန်တော်လုံနိုင်ခဲ့တယ်ပေါ့နော်အဲအေးပြန်ပေါ်လာတယ်ဆိုတော့ memories တစ်ခုစီကကျွန်တော်အတင်လုပ်ပဲဖြစ်ဖြစ် recording လုပ်ပဲဖြစ်ဖြစ် support ဖြစ်စေခဲ့ဆိုတော့ရှိခဲ့ဝယ် memories တွေအားလုံးကျေးဇူးပါကျွန်တော်တို့ကတော့နောက်ဟို music video ရဲ့နောက်ပိုင်းရောက်လေတံပိုးမြင့်လေပေါ့နော်တံပိုးမြင့်လေပြောရရင်ဘာမှမရှိဘူးဘာမှမရှိတော့ဆိုရင်ခံစားချက်ကိုအရင်ရတယ်ကျွန်တော်နောက်ပိုင်းနောက်ပိုင်းနောက်ပိုင်းရက်လာလေအာကြည့်ကြည့်ကြည့်ပြောလို့ကဘာမှလုပ်ချင်စိတ်မရှိဘူးဟာဒီလားရံဝနဲ့လို့ပါတော့ရရံဝနဲ့ဆိုတော့သူတို့နဲ့အတူကြည့်ရတဲ့ဖီနာကိုအမှန်တမ်းပြောရင်ဘာနဲ့မှတော့လဲလို့မရဘူးပါဗျာဘာလဲဆိုတော့ကျွန်တော်တို့ဟိုအားပေးရပြိတ္တာ အားပေးရဖန်နေလေအာသူတို့ရှိမှာပဲကျွန်တော်တို့ဆိုဖြစ်လာတယ်အားကြောင့်မလို့လေသူတို့လည်းသူကြည်ရတဲ့ feeling အရောတကယ်တွန်းပြတ်တတ်မှာပဲမန်တိုင်းပြောရမယ်ဆိုရင်တော့ကျွန်တော်ပရိသတ်တွေကိုတော့ကျွန်တော်အကောင်ဆုံးပြီးကျင်တယ်ကျွန်တော်လည်းအဲ့လိုကျွန်တော်တို့လုံနိုင်တာထက်ကျွန်တော်တို့အဲ့လိုတက်ဆွမ်းနိုင်တာထက်ကိုကျွန်တော်တို့အဲ့လိုပို့ပြီးတော့လည်းလုပ်ခဲ့တဲ့အရာတွေပေါ့နော်ဒါပေမဲ့အဲ့လိုပရိသတ်ပရိသတ်တွေစီကအဲ့လိုဒီလောက်ငိုလိမ့်မယ်လို့အထီတော့ကျွန်တော်တို့အဲ့လိုမမှန်ရဲဘူးမမှန်ရဲဘူးကျွန်တော်တို့ညှော်လင့်နေ ်သို့တော့အရင်ကြီးတော့အိမ်မက်မမှန်ရေဒါပေမဲ့ကျွန်တော်ခုနကပြောလို့ပဲကျွန်တော်ကြည်နေတယ်ကျွန်တော်ကြည်နေတယ်ကျွန်တော်နည်းနည်းငိုးချင်လာငိုးချင်လာရဲ့ကျွန်တော်အရှိ့ကိုထွက်လိုက်တယ်ကျွန်တော်ပရိသတ်တွေကိုကြည်လိုက်ချိန်မှာကျွန်တော်ရဲ့ပရိသတ်တွေကငိုနေတော့ပုံမှန်ဆိုရင်ကျွန်တော်ပွဲအများကြီးလဲဆိုဆိုဘူးပါတယ်ကျွန်တော်စင်ပေါ်မှာဆိုတဲ့စကားပြောတတ်တယ်ဒါပေမဲ့ကျွန်တော်မပြောတတ်တော့ဘူးအဲ့မှာကျွန်တော်ဘာပြောမှလည်းမသိတော့လက်တွေလည်းတုံနေရပေါ့နော်ကျွန်တော်အဲ့လောက်ထိကိုအဲပရိသတ်တွေကြီးက feedback ရတော့တကယ်ဟို ကျေးဇူးတင်ပါတယ်အထင်ဒါပြည့်နေတဲ့ဒီပြင်ရည်ကတံပိုးမြင့်လာပြည့်ပြည့်ချင်းပြေဆောင်အစာပိုင်းမှာတော့ ဒီလင်လေးကိုပြေးနေပေါ်မယ်နောက်ပိုင်းကျရင်ရှစ်တမြောက်အပေါ်ဖွင့်ထွက်လိုက်မယ်ဆိုပန်းစစ်ပြီးနေအလိုက်ပေါ်အချင်းတို့ဆွဲပေါ်ပါတယ်ဖိုင်တို့ကျွန်တော် recording ဝင်ခဲ့တာကျွန်တော်စုစုပေါင်း recording ၃ချိန်ပြန်လုပ်ရတယ်ဘာလို့လဲဆိုတော့ တချို့အပိုင်းတွေအားမရတဲ့အပိုင်းတွေရှိရယ်တချို့အပိုင်းတွေじゃမူမူကျွန်တော်တို့အာ recording မှာတွင်းလာတယ်ဒါပေမဲ့ကျွန်တော်တို့အာ mixing ပြန်ထွက်လာတဲ့အချိန်မှာကျွန်တော်နားထောင်တယ်လိုအပ်နေတဲ့အပိုင်းလေးရှိရယ်အဲ့အတွက်ကျွန်တော်အားမရတဲ့အတွက်ကျွန်တော်ပြန်တွင်းတယ်ပြန်တွင်းတယ်နောက်တစ်ခါပြန်နားထောင်တယ်အားမရဘူးကျွန်တော် recording နောက်တစ်ခါသွားရအဲ့တော့ဒီတချင်းပိုင်းမှာဆိုလဲကျွန်တော်တို့တော်တော်လေးကိုအားစိုက်ထားရယ်ပေါ့နော်ဒီလိုချင်တဲ့မူမရမချင်းအဲအဓိကတော့ကျွန်တော်ဒီတစ်ချိန်ကတော့မူအသားပေးဆိုတော့ကျွန်တော်မူကိုတော့အဲ၄ရောက်လုံးအာယုံဆိုင်ပြီးလုပ်ခဲ့ပါတယ်ဟုတ်ကဲ့ ဒီစီဗီဒီယိုအမှတ်တရတော့ကျွန်တော်တို့ကြောက်ကြည့်စီမှာမျိုးစုံရှိရမှာလဲကျွန်တော်ကားကြတော့ကျွန်တော်ဒါကင်မရာမှာပြလို့တော့မရတယ်ပါဒီဝက်လာကဲကျွန်တော်ဒူပြဲလေးမိုးရေထဲမှာကျွန်တော်ဆွတ်ဆွတ်ခုံတာပါလေမိုးရေထဲမှာကျွန်တော်အဲ့လိုလူးပြီးတော့အဲ့လိုပေါက်ကွဲတဲ့အချိန်မှာဒူးထောက်လိုက်တာတကယ်အဲ့လိုဖြစ်သွားတကယ်ဒူးကောင်းအနာဖြစ်သွားပါတော့အဲ့ဒါလေးကတော့အမှတ်တရပါပဲအဲ့ကြောင့်ကျွန်တော်ပြန်အောင်မချုပ်တာဘူးဒီတိုင်းဝက်လာအမှတ်တရဖြစ်အောင်အမှတ်တရဖြစ်အောင် အဲ့ဒါဘယ်လိုပြောရမလဲဒီတိုင်းမှာပဲလဲလှုပ်လိုက်လှုပ်ဒီတိုင်းအဲ့အချိန်မှာတော့ဘယ်လိုပြောရမလဲကျွန်တော်မှမဟုတ်အဲ့အချိန်မှာ၄ရောက်လုံးတရုပ်ဆောင်တဲ့အချိန်မှာငါပဲကင်မရာရှူတော့နေရရင်လှမယ်ဆိုတာမျိုးမတွေးဖြစ်ဘူးဘာလို့လဲဆိုတော့ဟိုလိုတွေးလိုက်လို့ရှင်ရင်ငါကဒီကြာကြီးလှမှာဒီလိုလုံးမလှမှာဆိုတော့တွေးလိုက်တဲ့အချိန်မှာတော့မူးကမရောက်တော့အဲ့အချိန်မှာ ကျွန်တော်တကယ်လှုပ်တဲ့အချိန်မှာလည်းအဲ့လိုလှတာတွေကိုမတွေးမိဘူးအကုန်လှုပ်တယ်လေဒေတာကြည့်မှဆိုရင်ကျွန်တော်ပုံမှန်တဲ့ရုပ်စိုးနေပါတယ်ပါရဖြစ်နေတယ်ဖြစ်နေဒီအဓိကခုနက music ဘိုင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဒီ mood ကိုဦးစားပေးခဲ့အဲ့တော့ music video ရိုက်တဲ့အခါမှာလည်းကျွန်တော်ကအဲ့ mood ကိုမြင်စေခြင်းနဲ့အဲ့တော့အဲဒီထဲမှာဆိုရင်အကုန်လုံးကအဲ psychopath ပေါ့နော်အဲ့လိုစိတ်တဆာကြီးပေါ့နော်အဲကျွန်တော်ကာရီတာဆိုရင်လည်းအဲ့လိုဒီအဲယူနေတဲ့ယူတယောက်ပေါ့နော်ကျွန်တော်အဲ့ဒါကိုအဲ့နေရာကနေတရုတ်ဆောင်ရအောင်မယ်ဆိုတော့ ကျွန်တော်အများကြီးကျွန်တော်ဆိုအများကြီးလိုက်လျာလေ့လာရတယ်ပေါ့နော်လို့အဲဥမာလို့စိတ်တစားတယောက်ကဘယ်လိုမျိုးသူပြုမှုနေထိုင်လဲသူ့ရဲ့မျက်လုံးတွေဘယ်လိုလှုပ်ရှားလဲအစားကျွန်တော်တေး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 ချာချာလေးစောင်းနဲ့မှတ်ရတယ်နောက်ပြီးရင်အဲ့လိုအဲစိတ်တစားစိုက်ကိုပတ်ပေါ့နော်ဟိုကအဲ serial killer တွေပေါ့နော်ကျွန်တော်သူ့ရဲ့ တရုတ်ဆောင်တာကြီးလိုက်ကြည့်ရတယ်အဲ့တော့အများကြီးစူးစမ်းထားပါရဲ့ကျွန်တော်တို့ဟုတ်ကဲ့အဲမြို့မန်းထားတဲ့ပို့ပြီးတော့ရောက်တဲ့ quality တခုကိုရခဲ့လို့ထင်တယ်ကျွန်တော်ကိုယ်တိုင်လည်းအဓိက quality ကိုပို့ဦးစားပေးပြီးတော့တရုတ်ဆောင်တာအစတကယ်မူထည့်ပြီးတော့ပြည်ပြောင်းလုပ်ခဲ့ရဆိုတော့ present နဲ့ kait တယ်လို့ထင်ပါတယ်အဓိကတော့ကျွန်တော်ခုနကကိုဆက်ပြောပြောခဲ့တယ်လို့ပဲပေါ့နော်အာလူရဲစုဖြစ်လာရင်ကျွန်တော်ကိုချစ်တဲ့သူတွေအတွက်ကိုကတော့ကောင်းကောင်းကိုကတော့သူတို့အပေါ်မှာကောင်းကျင်တာပေါ့ဒါပေမဲ့ တခါလေကိုယ့်ရဲ့အနေထိုင်နေအပြုမူတွေအသွားအလာတွေကဒါလေတို့ထိခိုက်နေရမျိုးရှိရဲ့အဲ့တော့တို့ကတော့ဘာမှမဖြစ်ပေမဲ့ကျွန်တော်ရဲ့စိတ်ထဲမှာကျတော့အပြစ်တစ်ခုလိုခံစားနေရတယ်ဒါတွေကလူတိုင်းမှာထုတ်ပြောပြတဲ့အပြစ်တွေလည်းရှိမယ်ထုတ်မပြောနိုင်တဲ့အပြစ်တွေလည်းရှိမယ်ထုတ်မပြောရဲတဲ့အပြစ်တွေလည်းရှိမယ်ပေါ့နော်အဲ့တော့အဲ့လိုအပြစ်တွေခံစားနေရတဲ့လူတိုင်းတွေဒီတချင်းကအကောင်းဆုံးကျွန်တော်တို့နဲ့အတူတူခံစားဖို့အတွက်တချင်းလေးတပုတ် ဖြစ်မယ်လို့ယုံကြည်ပါတယ်အဲ့အတွက်လည်းအားလုံးပဲဒီတခြင်းလေးထွက်လာရင်လည်းကျွန်တော်တို့ပေးခြင်းနဲ့ခံစားချက်ကိုအားလုံးပဲအတူတူခံစားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျအမှန်တိုင်းပြောရမယ်ဆိုရင်တော့မပြည့်စုံဘူးလို့ပဲခံစားရတယ်ပေါ့မှန်ရဲ့အဲကျွန်တော်အစားတော့ခမီးဆိုတာမမ9ရက်ခုက4ရက်ဖြစ်သွားတော့တယောက်ရော့တယ်တယောက်ရော့တော့မပြည့်စုံဘူးပေါ့အဲ့တော့ခံစားရတယ်နောက်ပြီးတော့အဲအများကြီးလဲကျွန်တော်ခုနောက်ပိုင်းဆိုရင် နည်းနည်းလေးတော့ရုံးကန်ရတယ်လို့ပဲပြောရမှာပေါ့ကျွန်တော်အရင်တချင်းနေမှာ9ယောက်အခုက4ယောက်ဆိုရတယ်အရင်ကျွန်တော်ခိုရီယိုတွေပေါ့နော်ကာရတဲ့အဲဘလော့ကင်တွေက9ယောက်အခုက4ယောက်အကုန်ပြန်ပြောင်းရတယ်အဲ့တော့ကျွန်တော်တို့အတွက်ကအဲရင်းဆိုင်တွေကလည်းမလွယ်ဘူးပေါ့နော်အဲ့တော့ဟိုဟိုထွက်သွားရတူလဲအဲ့လိုမလွယ်သလိုကြံခဲ့တူတွေကလည်းမလွယ်ပါဘူးတကယ်တမ်းဘယ်သူမှမလွယ်ပါဘူးအဲ့တော့ဒီလိုမလွယ်ကူချင်းနေရနေပဲကျွန်တော်တို့ အအများကြီးဆက်調査တော့မှာပါဟုတ်ကဲ့အကျွန်တော်တို့เนี่ยအဲ့လိုဆက်တယ်ရှိရယ်ဆက်တယ်ရှိရယ်သမင်းလည်းတော့ဆားရယ်အပြင်လည်းအတူတူသွားရယ်အဓိကကတော့ဟိုအဲသွားခြင်းနဲ့ direction ပေါ့เนาะသွားသွားခြင်းနဲ့ direction အဲသွားခြင်းနဲ့ land ကြီးရှိရယ်အဲ့တော့အဲကိုရှောက်မဲ့ land ကိုအဲ့လိုကိုဘကိုကိုဆုံးဖြတ်ခြင်းနဲ့ကိုရှောက်လိုက်တယ်ပေါ့เนาะအဲ့တော့ဒီ entertainment ဘက်ကရော cushion ဘက်ကရောဒီ net ဦးသဘောတူပေါ့เนาะဒီလိုဆုံးဖြတ်လိုက်တာပါအဲ့တော့အဲအများကြီးလဲဆက်ပြီးတော့အပြပါအောင်အဓိကကတော့ပေါ့เนาะကျွန်တော်တို့ ရွေးချယ်စရာပြုလုပ်ပြီးပါပြီအဲရွေးချယ်မှုတွေလည်းပြုလုပ်ပြီးပါပြီဖြစ်တဲ့အတွက်ကျွန်တော်ကကျွန်တော်လည်းအကောင်းဆုံးလုပ်မှဖြစ်သလိုသူလည်းအကောင်းဆုံးလုပ်ပါလိမ့်မယ်အဲသူ့ရဲ့ direction သူ့ရဲ့ land နဲ့အတူတူသူလည်းသူ့ရဲ့နေရာလေးမှာသူအားကြီးကြိုးစားပါလိမ့်မယ်ဆိုတော့ကျွန်တော်လည်းအဲ9ရောက်ကနေ4ရောက်ဖြစ်တာနဲ့အတူတူအဲအရင်တရားရာခိုင်နှုန်းလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်အခုတထောင်လောက်လောက်ပါမှာပေါ့နော်ဆိုတော့ လုံနေတဲ့သူတွေဖြစ်တဲ့အတွက်ကျွန်တော်တချိန်ကြာရင်တော့ကျွန်တော်လေယောင်းတဲ့သူသူတယောက်နဲ့ပြန်တွေ့ပါလိမ့်မယ်ပြီးတော့အဲအားပေးမှုကလည်းအဲပြည်သက်တွေတောင်းဆိုချင်တာမလျော်ဘဲနဲ့အားပေးပြီးပါအဲကျွန်တော်တို့အဖွဲ့ကမဟုတ်ဘူးကိုရှင်မင်းကိုလည်းသူလုံမဲ့လမ်းနေမှာသူတွားမဲ့လမ်းနေမှာအားပေးပြီးပါလို့ကျွန်တော်ရဲ့ main rapper ကြီးပေါ့နော်အဖွဲ့အတွက်ဆိုရင်တော့ကျွန်တော် main rapper ကြီးကျွန်တော်တို့အဲဘလို့ဖြစ်ခဲ့လဲဆိုတော့ rap တွေဆိုရင်လွမ်းနေ ဘယ်လိုတော့ပြောရမလဲ rap rap ဆိုရတဲ့အပိုင်းနေဆိုရင်လွန်ရနေပေါ့နော်အဲကျွန်တော်တို့တစ်ချိန်နားထောင်ပြီးတွေ့ဆိုရင်တိမတင်တဲ့ဒါ head to the sky မှာဆိုရင်သူစကားပြောရနေရလေးရှိရဲ့အဲ့နေရာရောက်ရင်လွန်နေโอเคလွန်နေလွန်နေကျွန်တော်တို့ဒီတစ်ချိန်အတက်အဲမပေးခဲ့တာကျွန်တော်ပြိတ္တတွေစီကိုကျွန်တော်တို့အဲမပေးခဲ့တာရမ်းကြပြီအခုအပြစ်သားနဲ့ကျွန်တော်တို့အဲပြန်လာပါပြီအဲ့တော့ဒီအခုအပြစ်သားဆိုရဲတခြင်းလေးပြိတ္တတွေလည်းထည့်ပေးထည့်ပေးတော့မယ်ပေါ့เนาะအာအပြစ်သားနဲ့ အဲအတူတူနောက်ထပ်သချင်းနေလဲကျွန်တော်တို့ဆက်ပြီးတော့လုပ်နေပါပြီအဲ့တော့ကျွန်တော်တို့သချင်းတစ်တည်းလဲခဏခဏနားထောင်ရတော့မှာပါအဲ့ဒီတော့လဲအားလုံးပဲ fight တယ်မှာဟောအတင်း ဓိကကတော့ဘယ်လိုပြောမလဲဓိကဘယ်လမ်းမဲလျှောက်လျှောက်အဲကျွန်တော်တို့ကျွန်တော်ကျွန်တော်နဲ့အတူတူရှိနေမှာအောင်မြင်မှာလည်းမဟုတ်တယ်လို့မျိုးကျွန်တော်နဲ့အတူတူမရှိလို့လည်းမအောင်မြင်မှာလည်းမဟုတ်ဘူးတကယ်တမ်းအဓိကဘယ်လမ်းမဲလျှောက်လျှောက်ကျွန်တော်ကတော့အကောင်းဆုံးပဲလို့တကယ်လူတယောက်တော့အမှန်တရားနော်လူတယောက်တော့ကအမှန်တရားတစ်ခုဖြစ်ချင်မှဖြစ်မှအဲ့အတွက်ကို့အမှန်တရားကို့အမှန်တရားပဲအဲ့တော့ဘယ်သူကမှနားမယောင်နဲ့စူးစမ်းဘာဖြစ်ဖြစ်စူးစမ်းကျွန်တော်ကတော့ လိုပဲပြောချင်ပါတယ်ကိုကန်းเนี่ยကျွန်တော်တို့ကအဲ့လိုတန်းစော်တဲ့ကြီးอ่ะကလေးอ่ะအတူတူရှိရဲ့အဲကိုဆက်ရဲ့ကိုဆက်ရဲ့ကိုလင်းထက်ရဲ့ဆိုရင်ဒါတန်းစော်တဲ့ကြီးอ่ะမတိုင်ငင်ကလေးอ่ะတငယ်ချင်းနေပေါ့เนาะအဲ့ဒီကလေးอ่ะဟိုဟိုဒီကျွန်တော်တို့ဂမေးစလိုဂမေးစလိုပြီးဖြစ်လာတယ်ဂန်းစလိုပြီးဖြစ်လာတယ်အဲ့လိုအပြင်နေသွားလဲအတူတူပဲအဲ့လိုအဲ့လိုအိမ်မှာဂိမ်းနေထိုင်စောတာဆိုလဲအတူတူပဲအဲ့လိုပေါက်ကြရလို့လဲအတူတူပဲအဲ့တော့အတူတူပဲသူလဲကျွန်တော်တို့ဆီကအကြံဉာဏ်တောင်းစလို့ကျွန်တော်တို့ကျွန်တော်တို့ဆိုလဲအဲ့လိုအကြံဉာဏ်အများကြီးပေးရအဲ့တော့ ခိုင်းချုံမီချုံကမ်းမီပေါ့ဗျာကျွန်တော်တို့ကတော့ကျွန်တော်ကတော့အဲပုံမှန်တော့ခုနပြောဆိုပါတော့ကျွန်တော်တရားရာဂိုင်းတော့လုတ်ခဲ့တယ်ဆိုလို့ရှိရင်အခုကခုကစားပြီးနောက်ပိုင်းကတထောင်ရာဂိုင်းတော့လုတ်မှာပေါ့နော်အဲ့တော့ကျွန်တော်ကလည်းမိကုံရန်ကိုပြေးပါမယ်ပြိတဲ့တရားလည်းမိကုံရန်ကိုလိုက်ဖို့လိုက်ခဲ့ပေးပါလိုက်ခဲ့ပေးပါเนาะဆိုတော့အများကြီးလုတ်ပါမယ်အဲတေချာတော့ကျွန်တော်လေးယောက်ကိုချိန်ကြိုက်တွေ့ရမှာပါเนาะဆိုတော့ ချိန်ကြာကြီးထက်ပိုတဲ့အရာတွေအားလုံးနဲ့တွေ့ရမှာပါအဲ့တော့ကျွန်တော်တို့ကလည်းခုနပြောလို့ပြေးပါမယ်လိုက်ပြေးပါ